ဟုတ်ကဲ့အားလုံးပဲမင်္ဂလာခင်ဗျာဒီကနေ့မှာတော့ကြက်မွေးတဲ့သူတိုင်းမဖြစ်မနေသိချင်နေကြတဲ့စက်နာကာဝန်ဒီအကြောင်းအရာကိုဒီနေ့ပြပြပေးသမှာဖြစ်ပါတယ်ဒီအခုပြပြမဲ့အကြောင်းအရာဒီကျွန်တော်ရဲ့အတွေ့အကြုံတသက်နဲ့ကျွန်တော်ရဲ့အမြင်တသက်ကိုပြပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့လွတ်လပ်စွာသဘောထားကွဲလဲလို့ရပါတယ်ခင်ဗျာမကြိုက်တဲ့နဲ့တလို့ရှိလို့ရှိရင်ပယ်လို့ရပဲကြိုက်တဲ့တလို့ရှိလို့ရှိရင်လည်းအသုံးပြုလို့ရပါတယ်အခုပြပြမဲ့ဒီစက်နာကာဝန်ဒီမှာ တချို့တွေကတော့အရန်အေးတဲ့ဒေသတချို့တွေကအရန်ပူတဲ့ဒေသတချို့တွေကကြတော့အပူအေးမျက်တာတဲ့ဒေသဆိုပြီးတော့နေရာတွေရှိကြပါတယ်ဒါကြောင့်မလို့ကျွန်တော်ကအခုနေထိုင်တဲ့နေရာသည်အပူအေးမျက်တာတဲ့နေရာဖြစ်ပါတယ်ဒါပေမဲ့လည်းပူလို့ရှိရင်လည်းအရန်ပူတာပေါ့ဗျာအေးလို့ရှိရင်လည်းအရန်အေးတာပေါ့အရန်အေးလို့အရန်ပူလို့တဲ့ဒေသတော့မဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်ရဲ့ပြပြချင်းသည် တခြားအရာအေးလို့နဲ့ဒေတာတခြားအရာပူလို့နဲ့ဒေတာတွေမှာကိုက်ညီမှုရှိမရှိကိုယ့်ဟာတကူတော့ဒါစဉ်းစားဆုံးဖြတ်တက်ပါတယ်ကျွန်တော်ဒီကျွန်တော်ဒီကြက်မွေးတဲ့ခြံပါလက်ရှိအသုံးပြုနေတဲ့ပုံစံဒီကျွန်တော်ဒီຫນွေရသည်ဆိုလို့ရှိရင် ကျွန်တော်ကနေပြီးတော့ဘယ်လိုနေပြုလုပ်လဲဆိုတော့ຫນွေရသည်မှာကျွန်တော်တို့ဒီခြံမှာဟိုးအရင်ကျွန်တော်အဖေနေကလေးကကျက်နာအရင်ကြပါတယ် အဲ့တော့ကျန်တာကြတဲ့အချိန်မှာချက်တွေတည်တယ်ပေါ့ဗျာအဖက်မတည်ဘူးအဲ့တော့ကျွန်တော်မွေးတဲ့အချိန်မှာကျွန်တော်အဲ့လိုမဖြစ်ချင်ဘူးငါဒါတွေကိုဘယ်လိုလုပ်အောင်လဲကိုယ့်အနေကိုစဉ်းစားတယ်ဆုံးဖြတ်တယ်အဲ့ဒီအချိန်မှာဒီနွေရာသီမှာဘာတွေ့ရလဲဆိုတော့ချက်တွေကရေတောင်းများတာကိုတွေ့ရတယ်အစာစားနည်းတာကိုတွေ့ရပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ကနေပြီးတော့ချက်တွေကဒီရေပဲအတော့များတယ်အစာစားနည်းတဲ့ခါမှာ အာဟာရတွေအားနေလာတယ် ်နွေရာသီပူလို့တဲ့အချိန်ဒီ3လလောက်ဖြစ်ပါတယ်ဒီတော့တွင်မှာအစာကိုပြေဝစာမစားဘဲနဲ့ရေကြီးပဲအတော့ပြတယ်သူတို့တဲ့အာဟာရမဖြစ်ဘူးသူတို့တဲ့လိုအပ်တဲ့ပရိုတင်းအသားဓာတ်တွေမပြေဝအောင်လိုအပ်တဲ့အစာစိမ်းတွေလည်းသူတို့ကမစားတော့ဘူးအဲ့ဒါကြောင့်မလို့သူကကိုယ်ခံအားနည်းလာတယ်ယောဂဝင်လေလို့ကျွန်တော်ကနေပြီးတော့မြင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကနေပြီးတော့ဒီနွေရာသီမှာသူကရေတောက်များတဲ့အတွက်ကြောင့်မလို့ရှိရရှင်ကျွန်တော်ကဒီ သူတို့ရဲ့တောက်မဲ့ရေတွေကိုကျွန်တော်ကနေပြီးတော့အားသေးတွေတိုက်ပါတိုက်ကျွေးပါတယ်အားသေးတွေကျွန်တော်ပထမဗီဒီယိုတွေပြောခဲ့တဲ့အချိန်ပဲဘာပလက်ပဲကျွန်တော်သုံးပါတယ်ဘာပလက်ကိုစေးရည်ဆိုလို့ရှိရင်ကျွန်တော်ပြီးတော့ 1cc စုပ်တယ်ရေတလီတာနဲ့ရောပြီးတော့ကျွန်တော်ရေဘူးတွေထည့်ပြီးတော့ခြားထားပေးတယ်အဲ့တော့လွေရသည်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel မှာရေဆိုတာဘယ်နေရာမှာမရှိဘူး။ဒါကြောင့်မို့လို့ကျွန်တော်တိုက်တဲ့ရေပဲတို့ကတောက်ရပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ သူတို့ဒီရေတောက်ချင်းဖြစ်အာဟာရရှိနိုင်ပါတယ်။ဟုတ်ကဲ့ဒါကတော့စက်တကာကွယ်ခြင်းအပိုင်းတက်ပေါ့နော်။ဒါဒုတိယပိုင်းကိုဆက်လက်ပြီးပြောပြပါမှာဖြစ်ပါတယ်။